ပြီးခဲ့တဲ့ Manchester United နဲ့ PSG အသင်းတို့ရဲ့ Champions League ပွဲမှာ Manchester United ပရိသတ်တွေက Di Maria ကိုလှောင်ပြောင်းခဲ့တယ်လို့ပလင်းတွေနဲ့လည်းပြစ်ပေါက်ခဲ့ပြီး Di Maria က ကင်ပန်ပီပထမဂိုးသွင်းယူပြီးအောင်ပွဲခံချိန်မှာမန်ချက်စတာယူနိုက်တက်ပရိသတ်တွေကိုပြန်လည်ဆဲဆိုခဲ့တယ်လို့သိရပါဗျ။ PSG အသင်းနီးပြတူချဲကအသင်းဟောင်းမန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ဒေါသတကြီးဆဲဆိုမှုပလင်းတွေနဲ့ပြပောက်ခံခဲ့ရပေမဲ့စိတ်ထက်တည်ငြိမ်စွာအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ဒီမာရီယာကိုချီးကျူးခဲ့ပါဗျ။ဒီမာရီယာကိုအသင်းဟောင်းမန်ချက်စတာယူနိုက်တက်ပရိသတ်တွေကပွဲချိန်အတွင်းလောင်ပြောင်မှုတွေပြုလုပ်ခဲ့တယ်လို့တောင်းကန်ဖို့ကံဖို့လာရောက်ချိန်မှာလည်းဘီယာပလင်းရေပလင်းတွေနဲ့ပြပောက်ခဲ့တာဖြစ်ပါတယ်။ဒီမာရီယာက သူ့ကိုရည်ရွယ်ပြီးမန်ချက်စတာယူနိုက်တက်အသင်းပရိသတ်တွေပြစ်လိုက်တဲ့ဘီယာပလင်းကိုကောက်ယူပြီးမော့တောက်တဲ့ပုံစံမျိုးတုံ့ပြန်ခဲ့ပါတယ်။ဒါအပြင်ဒီမာရီယာလူစားလဲခံရချိန်မှာလည်းမန်ချက်စတာယူနိုက်တက်ပရိသတ်တွေကလှောင်ပြောင်ခဲ့ပါသေးတယ်။အင်ကွင်းအိုထရာဖို့မှာကစားခဲ့တဲ့ပွဲမှာ PSG အသင်းကိုမန်ချက်စတာယူနိုက်တက်အသင်းနှစ်ဂိုးဂိုးမရှိနဲ့ရှုံးနေခဲ့ပြီးယာယီနီးပြဆိုရှာလက်ထက် ရှုံးပွဲမရှိမှတ်တမ်းက12ပွဲမြောက်မှာရပ်တန့်သွားခဲ့ရပါတယ်။ PSG အသင်းအတွက်အနိုင်ကိုနှစ်ဂိုးစလုံးကိုဒီမာရီယာကဖန်တီးပေးခဲ့တာဖြစ်ပြီး အသင်းဟောင်း Manchester United ပရိသတ်တွေအတွက်မခံချင်စရာလို့ဆိုရပါမယ်။ Manchester United ကစားသမားဟောင်း Finovi က Manchester United ကစားသမားဘွားမာရုံးက Di Maria ကိုခုလိုခြေစွမ်းမျိုးနဲ့မတွေ့ခရဘူးလို့ဆိုခဲ့ပြီး Di Maria က Old Trafford ကိုပျော်ရွှင်စွာ ပြန်လာပြီးခြေစွမ်းပြခဲ့တယ်လို့ခြေကျူးခဲ့ပါတယ်။